ေခန်းကတော့တီယန်ဖမ်းမှာရှိတဲ့ခန်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးခန်းတစ်ခန်းပဲဖြစ်ပါတယ်။ဒီခန်းထဲမှာဆိုရင်တော့လူပညာလက်ရမြောက်တဲ့အကြီးအပူလက်ရတွေနဲ့1940ပြည်နှစ်အလွန်လောက်ကတုံ့ပြုခဲ့တဲ့ရှေးအောင်သုံးဆောင်ပစ္စည်းတွေကိုဒီခန်းထဲမှာတစုတစည်းရဲ့ပတ်သက်ထားတာပဲဖြစ်ပါတယ်။ ောင်မြို့နယ်မနီမဝေးနေရာမှာရှိတဲ့တရားဖမ်းအောင်ရောက်ရှိနေရပဲဖြစ်ပါတယ်မျိုးပြရဲ့မူကြမှုတွေကနေခဏတာရုံးထွက်ပြီးအပန်းဖြေဖို့အတွက်ဘာဝရဲ့ငွေသက်တွေနဲ့ပြည့်နှက်နေတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ် ကဲဒီနေရာလေးကိုကျွန်တော်နဲ့အတူတူတစ်ပတ်လောက်ရှောက်ကြည့်လိုက်အောင်ဗျာဟုတ်တော့ကျွန်တော်တို့ DF ဘန်းကိုရောက်နေရဖြစ်ပါတယ်ရှေးရတော့ဘန်ဂလိုလေးပေါ့နော်နေရာစနေတနင်္ဂနွေကြားရမှုလို့ပေါ့နော်ဒါလည်းလူတွေတော့အများကြီးရှိပါတယ်တမုံရဖို့တွေဒီလိုမျိုးဆက်တင်လေးတွေထားပြရပါတယ်။အဲဒီနားလေးမှာတမုံရမယ်ဆိုရင်ရိုင်းအောင်လှပါတယ်။ပို့မျိုးမျိုးနဲ့ရိုက်လို့ရတယ်ပေါ့နော်။ အဲတော့တောဥကလေးဆိုတဲ့နေရာလေးဖြစ်ပါတယ်။ဟိုးရှိကဟာကတော့ဒါလေတော့အိမ်ဆိုတဲ့နေရာလေးပါ။ဒီဘန်ဂလူလေးကတော့ငှားပြီးတော့ staycation ပေါ့နော်လာချေပြီးတော့အေးစေးနေလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ဒေရောရင်ငှားရက်ကကဒီမှာ၄000ကျွဲလို့ရေးထားပါတယ်။ ထဲမှာဆိုရင်တော့ဒီမှာထိုင်စရာထိုင်ကုန်တွေနဲ့အဲလက်ရည်စရာကုတ်ပစ်လေးတွေအားအားတွေရောပါဝင်ပါတယ်အေးစေးခြေပြီးတော့အေးစေးနေလို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒီလိုဘန်ဂလိုအိမ်လေးတွေရှိပါတယ်အများကြီးပါပဲအဲ့တော့ မေးအိမ်လို့နာမည်ပေးထားတဲ့နေရာတွေပါအဲ့တော့ဥပမာမျောစင်ရှိတဲ့နေရာလေးပါဒီမျောစင်မှာဆိုရင်လည်းရန်တပ်ဖို့ရန်လို့လာပါတယ်ဒီမျောစင်ကြီးပေါ့နော် ့ pre wedding တွေဒီနားမှာဗားရကြတာရှိပါတယ်ဒါတော့ခုနကဒီပက်ကလူလေးတွေရဲ့နောက်ဖက်လေးတွေပေါ့နော်။ဒါပြီးွယ်ရင်အာရိုက်တွေရှိကြတဲ့နေရာပေါ့နော်။ဒီလာအကွေးကြီးပေါ့။အကွေးကြီးရှိတဲ့နေရာပါ။ဟောကတော့ကျွန်တော်တို့ဒါအကောင်းငယ်တကားပေါ့အကောင်းငယ်ကိုတွားမယ်တကား။ ုံပြမျိုးတမုံရိုက်လို့ရတဲ့နေရာပါအဓိကသူရဲ့ဒီအပင်လေးတွေတော်တော်လှတာဗျပြီးဝယ်ရင်ရိုက်ပြီဆိုရင်ဒီဒီဒီအပင်လေးတွေဒီဘေးမှာရှိတဲ့အပင်လေးတွေအားရတဲ့တပုံနဲ့မတအားလာဒီပင်လေးတွေဆိုရင်ဒီဓာလီနဲ့ဒီမျောစိန်ကြီးနဲ့ပေါ့နော်ဘာလို့ကျွန်တော်တို့ဒီ restaurant မှာစားတောက်ဆိုင်မှာ coffee ဒီပါလေးရရတယ်ပေါ့နော် ဂျာဒီယာထွက်တဲ့ဟိုနွားနိုးလို့ပါတော့အဲ့ဒါကြီးလည်းရတယ်ပေါ့အဲ့ရလာချိုင်းကြီးပေါ့နော်လာချိုင်းကြီးနဲ့ပြွေးဝဲတွေနေရိုက်ကြတဲ့နေရာပေါ့ဖြူကတော့ရမ်းလှရတဲ့ ော့တော့ location တွေအများကြီးအောင်လောက်ထားတာပေါ့နော်ဒီလေခွင်းထဲမှာပဲဟိုးကတရားတော့ဒါပြီးဝဲရှင်တွေတော်တော်များများလာကြရတရားလေးပေါ့နော်ဓာတ်ပုံတွေထဲမှာဆိုရင်ဒီဓာတ်တွေဒီဓာတ်တွေအများနဲ့ပါပါတယ်အဲ့တော့လူမျိုးတန်းလေးပေါ့နော်တန်းစီပြရိုက်လို့ရတဲ့နေရာလေးဟိုလေလုတ်ပြီးထားပါတယ် အော်ဖမ်းမှာရှိရလဲညွန်ဆိုင်ဘုတ်နေရာလေးပါဒီနေရာလေးကလည်းကလာအစုံနဲ့တပွင့်ရလို့လောက်အောင်လေးလုပ်ပေးထားပါတယ်အဖမ်းမှာရှိရကော်ဖီလေးစီလေးထိုင်တောက်လို့ရတဲ့နေရာပေါ့နော်အော်ဒီနော view လေးဆိုတော့တအားလှရကြ view လေးဆိုတော့တအားလှဒီမှာကျွဲအုံးနဲ့ကောင်းလေးကပလွေမှုတ်ပြီးတော့ ဒီမှုန်နေတဲ့ view လေးပါအဲဒီမော်လေးကိုရှင်းရဆိုရင်တော်တော်လှပါဗျာဒါတော့ coffee ဆိုင်မှာအလှထားတဲ့အိုးလေးတွေပေါ့နော်အဲဒီအိုးလေးတွေနဲ့လည်းအမတရားအလှပလေးတွေပေါ့နော် ဖြူဖြစ်တဲ့ type လေးတွေနဲ့တပွန်လေးရိုက်လို့ရပါတယ်ဒါတော့ဒီ FM မှာရှိတဲ့ restaurant မှာ ရေခဲမှုဖာလူတာစုံရပါတယ်ဒီစီလေးထိုင်ပြီးတော့ဒီက view လေးကိုထိုင်ကြည့်ပြီးတော့ coffee လေးတောက်လိုက်ရမယ်ဆိုရင်တော့ signal တအားမိုက်ပါမယ် အဲဒါတော့ခုနကျွေးဦးနဲ့ပပလီမိုကိုဖိုတိုပါကိုဖိုတိုပဲဖြစ်ပါလေအရှိရပုံလေးပါအဲ့တော့ကျွဲကြီးနဲ့တပုံဆင်းရခြင်းရလို့ရပါတယ်ဒီနေရာမှာဆိုရင်တော့အဲ့တော့ခွက်ကြီးလေးကိုထားပြီးတော့တပုံရလို့ရအောင်လုပ်ပေးထားတဲ့နေရာလေးပါနေရာလေးမှာတပုံရမယ်ဆိုရင်လှပါပဲဗောနော် ီနေ့က weekend ဖြစ်နေတဲ့ခါကျတော့ဇာလဲတဲ့လူတွေအများကြီးအများကြီးရှိပါတယ်စီရဲဖို့ပဲပြောရမယ်ဆိုရင်အဲ့တော့နောက်တဲ့ဘန်ဂလိုလေးတစ်လုံးပါ။ပါစင်သားလေးတော်တော်လေးကိုလာပါလေ ရှင်းဟောင်းပေါ့နော်ဒါ retro ပုံပုံစံလေး retro vibe လေးရအောင်လို့လုပ်ထားတဲ့နေရာတွေပါအခုရိုက်စရာ location တွေအများကြီးအများကြီးရှိပါတယ်ဒီမှာလည်းစပန်ပါပါ

อัปลาลิชิเอ้ยอีซีลีดาทามีตะชิลีดาจามีคอฟฟี่ลีตอกอีซีเนี่ยลีบ่เนาะ Thank you for winter in the love and you like ဗာလေဓာတ်ပုံရိုက်လို့လောက်အောင်ဆိုပြီးတော့ background လေးတခုလုပ်ပေးတာပါတယ်ဒီနေရာမှာဓာတ်ပုံလေးဝင်ရိုက်လို့ရပါတယ် ော့တဲဘုံတော့ကြိတ်လေးတွေချိန်လို့ရတဲ့နေရာပေါ့နော်အဲ့တော့တကုံရိုက်ဖို့လာတယ်နောက်တစ်နောက်ထပ် background လေးတစ်ခုပါအဲ့တော့ dog လေးပေါ့နော်ဒီပင်ဖျက်ချတယ် why နေရာလေးပါ ခုကတော့တောက်ကလေးဆိုတဲ့နေရာနေပြီးတော့ DM ဖမ်းမှာရှိတဲ့ restaurant ဘက်ကိုပြန်ထွက်လာတာဖြစ်ပါတယ် DM ဖမ်းကတော့အပန်းဖြေစင်ကတခုအဖြစ်လူတီမများခင်တဲ့ကတရားထွက်တဲ့နွမ်းနူးနဲ့နှုတ်ထွက်ပစ္စည်းတွေကြောင့်နမည်ကြီးပြီးသားနေရာတခုပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ DM ဖမ်းကိုရောက်ရင်တန်ရှင်းပြီးတော့လက်ဆက်တဲ့နန်းနူပူပူလေးတစ်ခွက်ပဲဖြစ်ဖြစ်နန်းနူအေးအေးလေးတစ်ခွက်ပဲဖြစ်ဖြစ်တောက်ကြည့်ဖို့မမေ့နဲ့နော် ဆိုင်တွင်ဘက်မှာဆိုရင်လည်းခုလိုမျိုးပဲရှုခင်းလေးကြည့်ရင်လည်းထိုင်လို့ရမယ့်နေရာလေးတွေလုပ်ပေးထားပါတယ်။တွင်ထဲမှာလည်းနေရာတော်တော်ကျေတာမို့လို့မိသားစုနဲ့ပဲလာမလားမိတ်ဆွေတငယ်ချင်းနေနဲ့ပဲလာမလားအေးအေးဆေးဆေးထိုင်လို့ရအောင်လို့တွင်ဘက်မှာလည်းတေချာလေးပြင်ဆင်ပေးထားပါတယ်။ စာရင်တွဲမိုက် decoration ကိုလည်းနေရာတစ်ခုချင်းစီရာအစခုလိုမျိုးပဲအသေးစိတ်ပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ်တပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက်ကတော့တပုံလှလှလေးတွေအများကြီးရနိုင်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ် ကစ်ချင်းမှာရနိုင်တဲ့မီနူးလေးကိုခုလိုမျိုးပဲ decorative ဆန်ဆန်လေးတခြားလေးရေးထားတာကိုတွေ့နိုင်ပါတယ်ဒီခန်းကတော့တရားဖမ်းမှာရှိတဲ့ခန်းလေးတွေကမှကျွန်တော်ကြိုက်ဆုံးခန်းတစ်ခန်းပဲဖြစ်ပါတယ် ဒီခန်းထဲမှာဆိုရင်တော့လူပညာလက်ရမြောက်တဲ့ပကြီးတွေပပူးလက်ရတွေနဲ့1940ပြည်နှစ်အလွန်လောက်ကအုံပြုခဲ့တဲ့ရှေးအောင်သုံးဆောင်ပစ္စည်းတွေကိုဒီခန်းထဲမှာတစုတစည်းရဲ့ပတ်သက်ထားပဲဖြစ်ပါတယ်ရှေးအောင်သုံးဆောင်ပစ္စည်းတွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ ဒီရခန်းလေးကလုံးဝကိုအကျိုးရှိတဲ့နေရာလေးတစ်ခုပဲဖြစ်မှာပါဘာကြောင့်မို့လို့တီယန်ဖန်းကိုရောက်ရင်ဒီရခန်းလေးတွေကိုမပြစ်မနေလာရအောင်လေပတ်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရနော် ော်ဒါတက်တက်လို့ရကိုကတော့ဆိုင်ရဲ့ဘော်ဒက်ကိုသွားနေရပါဘော်ဒမှာဆိုရင်လေခုလိုပဲနေရာထိုင်ခင်းကြည်ကြည်နဲ့ယူလေးကိုကြည့်ပြီးတော့အေးအေးဆေးဆေးနားယူလို့ရအောင်လို့တရားလေးပြုလုပ်ပေးထားပါတယ် ေါ်တော့မှလည်းအခုလိုမျိုးပဲရုပ်လေးတွေစုထားတဲ့နေရာလေးရှိတယ်ဗျအဲတော့ TFN ရဲ့ restaurant အပေါ်ထဲမှာရှိရဲ့အဲတော့ design လေးပေါ့နော်ဒီနေရာလေးမှာလည်းမှာပြီးတော့စားလို့ရတယ်ဓာတ်ပုံလေးတွေရိုက်လို့ရတယ် traditional ပုံစံလေးလုပ်ထားတယ်ပေါ့နော် ကိုရင်ရှိရာဒီကုပ်ပစ်လေးမှာအဲလင်းကြီးလေးခံရင်ပြင်းပြေပုံးရည်လေးနဲ့ဝန်လေးစားလိုက်လက်ဖက်တောင်းလေးနဲ့လက်ဖက်လေးဝါလိုက်နဲ့နေလို့ရတဲ့နေရာလေးပါဒါရင်ခက်ကလူတွေခြေတဲ့ style ပေါ့နော်အေးဆစ်ဆီလေးအဲ့တော့ဘောမြင်ရတဲ့ဘူးလေးဖြစ်ပါတယ်။ဆုံးစားမဲ့တဲ့ပြားလေးလေးကောင်းငင်ကြီးရဲ့အောက်ဆင်းရောင်လေကွင်းကြီးရဲ့ကြား ကျေးလက်ရဲ့ရိုးရဟန်ပန်တွေကိုခံစားရင်းနဲ့တနေ့တာမောတွေကိုဖြေပြောင်းနိုင်မှုတို့ကလာရောက်လည်းပဲအပန်းဖြေအနားယူသင့်တဲ့နေရာလေးတစ်ခုဖြစ်ဖော်ပြပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါဒါကတော့ DFN ရဲ့ညာဘက်အလှပေါ့နော်အဲညာဘက်အလှပေါ့